ရှင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဒီနေ့အာနိုဝင်ဘာလကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းအောက်မေ့တတိယကြတာကတော့ကျွန်တော်ရဲ့အိမ်ထောင်လေးပေါ့ခရင်အိမ်ထောင်ရဲ့တပ်ဘက်ကနိုဝင်ဘာလတတိယတပ်ဘက်ဖြစ်တယ်ကျွန်တော်တို့ဒီနိုဝင်ဘာလရောက်တဲ့ခါတိုင်းမှာကျွန်တော်ခရင်အိမ်ထောင်လေးကိုယ့်အိမ်ထောင်လေးအကြောင်းကိုကိုစဉ်းစားကြကျွန်တော်တို့အိမ်ထောင်ကျွန်တော်တို့အိမ်ထောင်ကိုဖျားသခင်ဘလို့ပြင်ဆင်ထားပေးတာလေကျွန်တော်တို့အိမ်ထောင်ကိုဖျားသခင်ဘလို့လမ်းပြပေးနေလဲဆိုတော့ကျွန်တော်ဒီကနေ့ အာစဉ်းစားကြတယ်ဒီနေ့ဒဝင်မာလာအဲပထမဘက်မှာလဲဘွဲတော်ဘက်မှာလဲနှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ဖယားသခင်ကောင်းကြီးမင်္ဂလာဖြစ်တော်အိမ်တော်ဒီအားလေးကိုကျွန်တော်ဖယားသခင်ကောင်းကြီးမင်္ဂလာဖြစ်တော်အိမ်တော်လို့ပြောရမှာကျွန်တော်စဉ်းစားကြည့်လူတွေနားလေပါမလားပေါ့ကျွန်တော်ပြောလိုက်တဲ့ရေးလိုက်တဲ့စကားဟုတ်ပေါ့နော်ရေးလိုက်တဲ့စာစကားဟုတ်အဲ့တော့ဘာကိုပေါ်ပြကျင်တယ်ဆိုဖယားသခင်ကောင်းကြီးမင်္ဂလာအိမ်တော်ဆိုတာကလည်း 他一下子看钢筋门个啦，他可不得少，咱那看有钱无皮吧，无皮吧，咱那老对一下路哈钢筋，他刚挨着钢筋门个啦呗。啊，昨天哈干了这一下路，挨着钢筋门个啦呗。啊，上外澳路，他旁边嘞钢筋门个路，咱那看有钱无皮吧。是吧？他妈讲咋的嘛？见面说，人家屋里面积小，人家屋里面积小。 ဖယားကိုချစ်ကြောက်ယူသေးတဲ့အိမ်တော်တွေရှိသလိုဖယားနဲ့လမ်းခွဲပြီးတော့မှဝေးရာကိုသွားကြတဲ့အိမ်တော်တွေလည်းတမာကျန်းစာထဲမှာအများကြီးရှိတယ်။ဒီနေ့အိမ်တော်အကြောင်းကိုစဉ်းစားတဲ့ခါမှာနံပါတ်၁ချက်ကတော့ဗာလဲဆိုလို့ရှင်အိမ်တော်ဆိုတာကတဲ့ဖယားသခင် ကိုရော်တိုင်းကပြင်ဆင်ပေးတဲ့အရာဖြစ်တယ်။လင်းနဲ့မယားနဲ့တနည်းအားဖြင့်ယောက်ျားနဲ့မိန်းမနဲ့ကတရားရုံးမှာသော်လည်းကောင်းအသင်းတော်မှာသော်လည်းကောင်းလက်ထပ်စာချုပ်မှာလက်မှတ်ထိုးလိုက်တာနဲ့ အိမ်ထောင်ဖြစ်သွားတာမဟုတ်ဘူးတဲ့အဲ့ဒီအိမ်ထောင်ကဖျားသခင်ပြင်ဆင်ပေးတဲ့အိမ်ထောင်ဖြစ်တယ်အိမ်ထောင်ဆိုတာဖျားသခင်ပိုင်တယ်အစကတည်းကဖျားသခင်ကကျွန်တော်တို့ကိုအိမ်ထောင်ပြုဖို့ရန်အတွက်အိမ်ထောင်ရှိဖို့ရန်အတွက်အိမ်ထောင်တစ်ခုကိုဖျားသခင် ပြင်ဆင်ပေးတယ်တဲ့ကဘာဦးကျန်းကိုကြည့်တဲ့အခါမှာကဘာဦးကျန်းအခန်းကြီးနှစ်အငယ်ဆိတ်ရှင်းမှာထာဝရရှင်ဖျားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကောင်းသူနှင့်တော်သော အထောက်အမကိုသူ့ဖို့ငါလှုပ်ဦးမယ်ဟုအကြံရှိတယ်။ဖယားသခင်ကိုတော်တိုင်းကအာရန်ကိုဖန်ဆင်းပြီးတဲ့အခါမှာအာရန်တယောက်တည်းနေရတာသူ့ရဲ့အထီးကျန်မှုကိုကြည့်ရတဲ့အခါမှာမပြည့်စုံဘူး။ဖယားသခင်ကပို့ပြီးတော့မှပြည့်စုံလာဖို့ရန်အတွက်ဖယားရဲ့အကြံစီကတော့ငါတို့အနေတူတဲ့နောက်ထပ်တစ်ယောက်ပြောချင်တာအာရန်နဲ့တူတဲ့နောက်ထပ်တစ်ယောက်အလူမိန်းမတစ်ယောက်ကိုဖန်ဆင်းတယ်။ဖန်ဆင်းပြီးတဲ့အခါမှာအာဒန်ရှိကိုခေါ်လာပြီးတော့မှ ပြတဲ့ခါမှာအာရုံလိုက်ပါဟာငါနံရိုးတဲကထွက်တဲ့ငါကိုတဲကထွက်တဲ့ငါအသာငါအယိုးတဲကထွက်တဲ့ငါအယိုးဖြစ်တဲ့လူမင်းမလို့နာမည်ပေးမယ်လူမင်းမလို့နာမည်ပေးမယ်ပြီးတဲ့ခါမှာကမောင်ချန်ခန်းကြီးတငွေ28ကိုကြည့်တဲ့ခါမှာလဲအချင်းတို့အများပြားစွာမွေးဖွားကြလောမြေကြီးကိုပြည့်စီကြလောပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတက်သောသရိုက်ဆန်အပေါင်းတို့ကို၎င်းအုပ်ဆိုးကြလောဟု မိန်တော်မူ၍သူတို့ကိုကောင်းကြီးပေးတော်မူဒီပထမဆုံးတော့ဤဇနီးမောင်နှံဦးကိုဘုရားသခင်ကစုံဖက်ပေးပြီးတဲ့ခါမှာကဘာကြီးကိုအုပ်ဆိုးဖို့ရန်အတွက်များပြားစွာမွေးဖွားဖို့ရန်အတွက်ဘုရားသခင်ဖန်ဆင်းထားတဲ့အရာတွေကိုကြည်ရှုပြုစုဖို့ရန်အတွက်သူတို့ကိုတောင်းဝန်လဲပေးသလိုတပြိုင်တည်းမှာလည်းကောင်းကြီးမင်္ဂလာလဲပေးတယ်ဒီနေ့ဘုရားသခင်အစပြုခဲ့တဲ့အာဒံဟိုအေဒင်ဥယျာဉ်ထဲကအာဒံတို့ရဲ့ဇနီးမောင်နှံကြောင့် ဘုရားသခင်တို့ကိုကောင်းချီးပေးခြင်းနဲ့အစပြုပါဘုရားသခင်ကောင်းချီးပေးတယ်။အဲ့တော့အိမ်ထောင်တို့ပြောလို့ရှိရင်ဘုရားသခင်ကသူ့ရဲ့ရည်ရွယ်ချက်တွေပြည့်စုံလာဖို့ရန်အတွက်တာယာနဲ့ကမာကြီးကိုတည်ဆောက်နိုင်ဖို့ရန်အတွက်ပြင်ဆင်ပေးတဲ့အိမ်ထောင်ဖြစ်တယ်။ဒီနေရာမှာတော့မေးစရာရှိတယ်။ခရစ်ရဲ့အိမ်ထောင်တို့ပြောလို့ရှိရင်အလုံးကခရစ်ရဲ့နေပေါ့။ခရစ်ရဲ့နေလို့ကျွန်တော်တို့အကြံပြင်းနားလေကြတယ်။ဒါပေမဲ့အပြင်လောကမှာရော တကယ် reality မှာအခြားသောဘာသာဝင်တွေရဲ့သူတို့လည်းသူတို့ရဲ့အိမ်ထောင်တွေအတိအသိရှိတယ်။ဖယားသခင်ကလူကိုဖန်ဆင်းတဲ့ဖယားဖြစ်တယ်။ကမ္ဘာမိုးပြင်းနဲ့စက်ကြောင်မလောင်ကိုဖန်ဆင်းတဲ့ဖယားဖြစ်တယ်။ဖယားကိုမသိတဲ့သူတွေကိုလည်းသူဖန်ဆင်းနိုင်တယ်။အဲ့ဒီအိမ်ထောင်တွေကိုလည်းဖယားသခင်ပိုင်တယ်။ကျွန်တော်တို့ကလည်းဖယားသခင်ပိုင်တာမဟုတ်အဲ့ဒီအိမ်ထောင်မိသားစုတွေကိုလည်းဖယားသခင်ပိုင်တယ်။ဖယားကိုယုံတာနဲ့ဖယားနောက်လိုက်တာတွေမလိုက်တာတဲ့ဒါတစ်ပိုင်း ။သေချာတော့ကတော့အဲ့ဒီအိမ်တော်မိသားစုတွေကိုလည်းဖျားသခင်ပိုင်တယ်။ကျွန်တော်တို့အိမ်တော်မိသားစုတွေကိုခရင်အိမ်တော်လို့ပြောလို့ရှိရင်အဲ့ခရင်အိမ်တော်တွေကဖျားသခင်ပိုင်တဲ့အိမ်တော်တွေဖြစ်တယ်။ဖျားသခင်ပိုင်ုံတာမကဖျားသခင်ရဲ့နောက်ကိုလိုက်ကြတဲ့အိမ်တော်တွေ။အဲ့တော့ခရင်အိမ်တော်လို့ပြောပြီးဆိုလို့ရှိရင်တော့တဲ့နံပါတ်1ချက်ကတော့ဖယားသခင်ရဲ့အကြံစီတွေမှာရှိတယ် ဘုရားသခင်ဖြစ်ပွားစေကပ္ပဦးကျန်အခန်းကြီးနှစ်အငယ်24ဖြစ်ပါတယ်။ဘာကြောင့်ဖော်ပြတာဆိုတော့ထိုအကြောင်းကြောင့်ယောက်ျားသည် ကိုမိဘကိုစွန့်၍ကိုခင်မွန်းနိုင်မှီဝဲသဖြင့်ထိုသူတို့သည်တသားတကူတွေဖြစ်ကြ၏။ခုနကတော့ကျွန်တော်တို့တပါပတိဖတ်သွားတဲ့အရာကတော့အေဖတ်ဩဝါဒစာအခန်းကြီး9အငယ်31အဲ့တော့အေဖတ်ဩဝါဒစာအခန်းကြီး9အငယ်31နဲ့ကပ္ပဦးကျန်အခန်းကြီး2အငယ် 24နှစ်တက်ထက်တယ်ဖြစ်တယ်တက်ထက်တယ်ဖြစ်တယ်ကျန်းစကားတွေလည်းအတူတူပဲဖြစ်တယ်ကျန်းရေးဆရာကအဲ့ဒီကဘာဦးကျန်းတဲ့အရာကိုကုတ်လုပ်ပြီးတော့မှအဖက်အောရာဆမှာပြန်ထည့်တယ်ဘန်ကိုဖော်ပြခြင်းနဲ့ဆိုရင်ယောက်ျားနဲ့မိန်းမနဲ့ကိုဖျားသခင်ကထမ်းဖို့တင်တဲ့အခါမှာယောက်ျားကကိုမိမကိုစွန့်စုံနေလို့ပြောတာကမိမတွေကိုထားခဲ့ပေါ့မိမတွေကိုပြစ်ထားအဲ့လိုမျိုးပြောတာမဟုတ်ဘူးတအိုးတိမ်ထူထောင်ရတယ် ယောက်ျားကအိမ်တော်ဦးစီးဖြစ်လာတဲ့ခါမှာဒါမြမရည်ကျေးမှုနဲ့ပြောတာပေါ့ဗျာအိမ်တော်ဦးစီးဆိုတဲ့စကားလုံးကတော့အိမ်တော်ဦးစီးဖြစ်လာတဲ့ခါမှာကိုမိသားစုကိုဥဆောင်ဖို့ရင်အတွက်တောင်းဝန်ရှိတဲ့ခါမှာမိသားစုကကိုဟိုအရင်မိသားစုမိခင်ဖန့်ခင်နေရတယ်ပေါ့ခွဲထွက်ပြီးတော့မှအိမ်တော်တစ်ခုကိုတိဆောက်တယ်လေဒီနေ့မှာအချက်၃ချက်ရှိတယ်ပထမချက်ကတော့ကိုမိသားစုကိုစွန့်ခွာပြီးမှအပြင်ကို ထွက်ရပြောချင်တာကိုယ့်ရဲ့ကိုကိုရက်တည်နိုင်ဖို့ရင်အတွက် ဖျားသခင်ပြင်ဆင်ပေးနောက်ထပ်အိမ်တော်တစ်ခုကိုပြင်ဆင်နိုင်ဖို့ရန်အတွက်အဲ့ဒီထဲကနေထွက်တယ်ဒုတိယချက်ကတော့ကိုခင်မွန်းနိုင်မှီဝဲတယ်မှီဝဲတယ်လို့ပြောတဲ့အခါမှာကိုခင်မွန်းဆိုတဲ့စကားကတော့အဲ့ဒီခက်ကဒါဒီတမချန်းဆောင်ကိုရေးတဲ့အခါမှာတော့အဲကုန်းမောင်ခက်စကားပေါ့နော်ခင်မွန်းလို့ပြောတဲ့အတုံးနှုံးကဘာကိုသုံးတယ်လဲဆိုလို့ရှိရင်ယောက်ျားလေးကောမိန်းကလေးကောကိုခင်မွန်းဆိုတဲ့စကားကိုသုံးတယ်ပေါ့ဒါမှမဟုတ်အမ်အေဖာအိုရာစာအခန်းကြီး၅အပေါ်လေးကြီးတဲ့အခါကျတဲ့ ခင်မွန်းခင်မွန်းဆိုတဲ့စကားတော့မိမကိုလည်းပြောတယ်မိမကိုလည်းခင်မွန်းရဲ့စကားကိုနားထောင်ယောက်ျားကလည်းခင်မွန်းရဲ့ကိုချစ်ရမယ်အဲ့အဲ့ဒီခင်မွန်းဆိုတဲ့စကားကိုအဲ့လိုမျိုးနှစ်ခုနှစ်နေရာလုံးမှာတွေ့ပြီးသုံးတာဖြစ်တော့ကြောင့်မလို့ဒီနေရာမှာတမချန်းသာနေမှာခင်မွန်းဆိုတာကတော့ကျွန်တော်တို့ဒီခင်မွန်းဆိုဟေးမင်းခင်မွန်းမမလေးလို့မင်းကလေးတယောက်ကိုမေးလိုက်ရင်သူကယောက်ျားလေးကိုပဲသွားပြောတာပဲလူတယောက်ကိုခင်မွန်းပြည်ပမာလေးလို့မင်းရဲ့သူကယောက်ျားလေးကိုပဲမြင်တယ်ဒါလိုမျိုးမဟုတ်ဘဲနဲ့ဒီနေရာမှာခင်မွန်းဆိုတာကတော့ယောက်ျားလေးရောမင်းကလေးရောဇနီးတွေရောအမျိုးသားရောနှစ်ယောက်လုံးကိုပြောခြင်းဖြစ်တယ်ပေါ့အဲ့တော့ ကိုခင်မွန်းနိုင်မှီဝဲတယ်ဆိုပြတဲ့ခါမှာယောက်ျားကမင်းမောင်ကနှစ်ယောက်လုံးကအတူတူဖြစ်တယ်တတွေ့တည်းဖြစ်တယ်ခွဲထုတ်ပြလို့မရအောင် तू ကသူငါငါအဲ့လိုမျိုးမဟုတ်ဘူးတဲ့တတွေ့တည်းပဲဖြစ်တယ်တတိယချက်ကဘာလို့ဆိုတသားတကိုဒီဖြစ်တယ်ခရင်ရဲ့အိမ်တောင်တစ်ခုဖြစ်ပြီဆိုလို့ရှင်တော့ဖခင်သခင်ရဲ့အလိုတော်ကတသားတကိုဒီဖြစ်ရကျွန်တော်ပြောတဲ့အရာကကျွန်တော်အမျိုးသမီးပြောတဲ့အရာနဲ့အတူတူပဲ ကျွန်တော်သားသမီးတွေယုံကြည်တာကကျွန်တော်ယုံကြည်တာနဲ့အတူတူပဲအားလုံးကတသားတကိုတည်းဖြစ်နေဖို့လိုတယ်။ဒါမှမဟုတ်ခရိယန်အိမ်တော်လို့ပြောလို့ရှိရင်ဘာမှခွဲခွဲခြားခြားရှိနေတာမဟုတ်ဘူး။အားလုံးကတသားတကိုတည်းဘာမှခွဲထုတ်ပြလို့မရဘူး။နံပါတ်၄ချက်ကတော့ဘာလို့ဆိုရှင်ခရိယန်အိမ်တော်ကဖျားသခင်ရဲ့ရှိမှာကောင်းကြီးမင်္ဂလာကိုခံရတဲ့အိမ်တော်ဖြစ်ဖို့ဘာအရေးကြီးတဲ့ဆိုလို့ရှိရင်ဝိညာဉ်ရေးရမှာကြီးထွားတဲ့အိမ်တော်မိသားစုဖြစ်ရမယ်။ ဝိညာဉ်ရေးရာမှာကြီးထွားတဲ့အိမ်တော်မိသားစုတိမောသေဩရစာဒုတိယဆောင်အခန်းကြီး1အငယ်6မှာတင်းအဖွာလောဤအမိဥနှိမ့်၌အရင်တည်သောယုံကြည်ခြင်းတည်းဟူသောငါသဘောကျသည့်အတိုင်းအဲဒီနောက်မှာကျွန်တော်ဖြတ်လိုက်ချင်ပါတယ်တိမောသေကိုတမန်တော်ကြီးရှင်ပေါလုကနှုတ်ဆက်စကားပြောတဲ့ခါမှာတင်းရဲ့အဖွာလောဤတင်းရဲ့အမိဥနှိမ့်တို့ကသူတို့ရဲ့ယုံကြည်ခြင်းကိုငါသဘောကျတယ် အဲ့ဒီလူတွေကအရင်တုန်းကခရစ်ယာန်တွေမဟုတ်ပါဘူးအခြားသောဘာသာဝင်တွေဖြစ်တဲ့ဂျူးတွေလည်းဖြစ်နေတယ်တိုးတုံညာနဲ့ဒီနေရာမှာတော့ဘာကိုဖော်ပြသလဲဆိုရင်အရင်တည်တဲ့ယုံကြည်ခြင်းအိမေဂရီသတင်းစကားသူတို့ရဲ့နှလုံးသားထဲမှာအဖွားရှိမှမိခင်ရှိမှကြံ့ရောက်တဲ့အခါမှာမိခင်နဲ့အဖွားကမြီးလေးဖြစ်တဲ့တိမောသေးကိုတုံတဲ့တာဆက်ပြောရတာကဘာလဲဆိုရင်ငါသဘောကျသည့်အတိုင်းတင်လိုက်တည်သော 用基金识过，蛮没得骗的哈。在那里头用基金识出来个报表的时候，对毛的个用基金开马的用基金，反正对毛的个用基金啊识路，还是干股，同样是勒种路线的。哎，你给，哎你搞了，哎啥？真是个有点清嘛？把文件嘛写的乱码的，糊糊拉的，明下就骗的。他看叶秀说啥个，路么好不？他看叶秀说啥个，拍呀个，拍呀白骗，拍呀打的在骗。 လူလောကနဲ့သူနဲ့မဆိုင်ဘူးကားနိုင်ပုံမှာသူတကယ်တင်သွားတာမဟုတ်ဘူးဒီလိုတုံတင်ချက်တွေကအများကြီးဖြစ်လာအဲ့ဒီယုံကြည်ချက်တွေတုံတင်မှုအလွဲတွေရဲ့ဈာထဲမှာဒီမိသားစုလေးအဖွားကသမီးကိုတုံတင်တယ်သမီးကသားကိုတုံတင်တယ်အဲ့ဒီယုံကြည်ချက်နဲ့အသက်ရှင်တာဟုတ်တယ်သခင်ရှုဖျက်ကဖျားဆင်စစ်တရားရဂိုင်လုံးဖြစ်တယ်လူဆင်စစ်လည်းတရားရဂိုင်လုံးဖြစ်တယ်သခင်ယေရှုရဲ့ဖြစ်တည်ခြင်းကို သိတယ်။သခင်ရွှေကောင်းကြီးမင်္ဂလာတို့တို့ခံစားကြရတယ်။တခြားအုံးဝါနာလီတွေကနေပုံမှာလွတ်မြောက်တယ်။ဘာကြောင့်လွတ်မြောက်လဲဆိုရင်စစ်မှန်တဲ့ယုံကြည်ခြင်းပုံမှာတိဆောက်ထားလို့အဲ့တော့စစ်မှန်တဲ့ယုံကြည်ခြင်းပုံမှာတိဆောက်ဖို့ရန်အတွက်ဘသူတွေမှာတောင်းဝင်ရှိတဲ့ဆိုရင်အိမ်တော်မိသားစုတွေမှာရှိတဲ့အထူးသဖြင့်မိခင်တွေဖခင်တွေမှာတောင်းဝင်ရှိတယ်။မိခင်ဖခင်တို့ပြောတဲ့အခါမှာမိခင်ဖခင်တွေမဟုတ်ဘူးတဲ့အဖိုးတွေအဖွားတွေပေါ့။ ိုးတွေအဖွားတွေဆိုတော့ယခုကျွန်တော်ရဲ့အဖေတွေအမေတွေကျွန်တော်မြည်ရဲဆိုတော့အဖိုးတွေအဖွားတွေကျွန်တော်အဖေတွေအမေတွေမှာတောင်းငွန်ရှိတယ်တကြိမ်တည်းမှာပဲကျွန်တော်ကလည်းဖခင်တယောက်ဖြစ်တဲ့အခါမှာကျွန်တော်အသားသမီးတွေကိုကျွန်တော်သွန်သင်ဖို့ရတဲ့ကျွန်တော်မှာတောင်းငွန်ရှိတယ်ဒါမို့တရားဟောခြင်းအခန်းကြီး6အငယ်၄နေပုံမှာကိုယ်မှာကြည့်တဲ့အခါမှာတော့ဒါကိုတော့ဟောရှီမားလို့ခေါ်တယ်ပေါ့ဟေရူဘာသာစကားနဲ့ရှီမားဒါကတော့ဣသရေလလူမျိုးတွေအတွက်ဒီအရာကမတမ်းမှအရေးကြီးတဲ့အရာဖြစ်တယ်။မဖြစ်မနေလောက်ကိုလောက်ရမယ့်အရာ ဘာပြောတဲ့လဲဆိုရင်အိုဤတရီလာအမျိုးနားထောင်တော့ငါတို့ဖျားသခင်ထာဝရဘုရားတည်တဆူဒီသောဘုရားဖြစ်တော်မူဤဖျားသခင်ထာဝရဘုရားကိုစိတ်လုံးအကျွမ်းမဲ့အစွမ်းတတိရှိသမျှနေချစ်လို့ယနေ့မှငါမာထားသောစကားကိုနှလုံးသွင်းရမည်ထိုစကားကိုသင်သားသမီးတို့အားစ조사၍တုံတင်ရမည်အိမ်၌ထိုင်ရနေသည်ဖြစ်စေခရီး၌သွားသည်ဖြစ်စေအိတ်လျက်ထောက်လျက်ရှိသည်ဖြစ်စေထိုစကားကိုပြောရမည် ထိုစကားကိုလည်းတင်းဤလက်၌လက္ခဏာတက်တည်ဖို့ရ၎င်းတင်းမျက်စိကြားမှာတင်းချစ်ကဲ့သို့၎င်းချီထားရမည်အိမ်တကားမြို့တကားတို့၌လည်းရေးထားရမည်ဣသရလလူမျိုးတွေအတွက်အမတန်းမှာအရေးကြီးတဲ့အရာဖယားသခင်ကျွန်တော်တို့ကိုးကွယ်တဲ့ဖယားသခင်ကတဆူတီးသောဖယားဖြစ်တယ်အဲ့ဒါအရေးကြီးဆုံးပဲဖယားနဲ့လာဖို့ဘာနဲ့မှလာမနိုင်နဲ့ ဖះနဲ့လာဖို့မဘေးအရာမှလာအစာမထိုးနဲ့ဘာနဲ့မှမတူနိုင်ဘူးအဲ့ဒီဖះကတဆူတီးပဲအဲ့ဒီဖះကိုအဲ့ဒီအရာကိုကျွန်တော်တို့ကိုယ်တိုင်ကကျွန်တော်တို့ကိုယ်တိုင်ကစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတိရှိသမျှဉာဏ်ရှိသမျှနဲ့ချစ်အစွမ်းတတိရှိသမျှဉာဏ်ရှိရှိမှနဲ့ယုံရမယ်လိုက်လျှောက်ရမယ်ကျွန်တော်တို့ပဲလိုက်လျှောက်နေလို့မပြီးဘူးတဲ့ကျွန်တော်တို့ရဲ့သားတွေသမီးတွေကို 只能说你娘么别低下我中等培养。他说：“培养他肯学嘛，没那样的孬。培养他肯高进嘛，来呢不会这样的孬，拼搏一点。把我业绩在那说，我都培养他肯学。他肯接受培养啊！但现在我问你那片个，只能说我爹爹这家人比较保守，你接受培养啊？只能说该等帮先别的说，只、啊、能说个人还弱保守，勇气勇当没岗位，咱们没留农业生产中等培养。” ဒီနေ့ကျွန်တော်အသင်းတော်မှာမိသားစု တစုရှိတယ်ကျွန်တော်နာမည်ပြောနိုင်အောင်အားလုံးသိသွားလိမ့်မယ်နာမည်တော့မပြောတော့ပါဘူးအဲ့မိသားစုကိုကျွန်တော်အရင်သဘောကျတယ်ကျတဲ့အကြောင်းရင်းတစ်ခုတော့ရှိတယ်အမေလုပ်တဲ့သူကမနဲ့မိုးလင်းတာနဲ့သားတွေအဖေတွေလှုပ်သွားတော့မယ်ဒါသူပြောတဲ့တက်တေကန်ချက်ကိုကျွန်တော်ကြားရသလိုကျွန်တော်တို့ကိုယ်တိုင်လည်းမျက်စိနဲ့မြင်ခဲ့ရတယ် ဒီမှာရှိကြတဲ့မိဘတွေတိတဲ့သူတွေလည်းတွေ့ဘူးကြမှာပါ။သားတို့ရေသူ့ယောက်ျားတော့ကိုကိုလို့ခေါ်လားဒယ်ဒီလို့ခေါ်လားပေါ့။ဒယ်ဒီရေကိုကိုရေဒီနေ့မနက်ဖတ်တဲ့တမာကျမ်းစာထဲမှာဘုရားသခင်ကျမကိုဘလို့ဖွင့်ပြ။အဲ့ကျမ်းစာကိုကျမဘလို့ခံစားရလဲ။အဲ့ဒီအရာကိုတဲ့ဒီနေ့ကျမ်းစာထဲမှာဖွင့်ပြတဲ့အရာကိုမနက် breakfast စားတဲ့အချိန်မှာတယောက်မတယောက်ပဲလာဆာဆာအကုန်လုံးပဲထိုင်ဆာဆာအဲ့ဒီမှာပြောပြအောင်ပြောတယ်။ ဒီနေ့နှုတ်ခတ်တော့ကကျမကိုဘာဖွင့်ပြလဲအမေကိုလေမမကိုဘလို့ဖွင့်ပြလဲဆိုတော့ကိုတားသမီးတွေကို ပြောပြကိုဇနီးတွေကို ပြောပြအဲ့ဒီအမတယောက်ကျွန်တော်အသိတော်မှာရှိတယ်အဲ့လိုမိခင်နေအများကြီးရှိမှတို့ကျွန်တော်ယုံကြည်ပါတယ်ပြောကိုပြောရမှာအဲ့ဒါဒီနေ့ကျွန်တော်တို့ခံစားခဲ့ရတဲ့ဖန်နိုင်ရတဲ့နှုတ်ခတ်တော်နဲ့ကျွန်တော်မိခင်တယောက်ဘလို့ခွန်အားယူလဲဆိုတော့ကိုတားသမီးတွေကိုပြောပြတားသမီးတွေကိုစားတာစားတော့ဟုတ်ကဲ့အမေအမေဟုတ်ကဲ့မမဟုတ်ကဲ့မမ နားထောင်ခြင်းနားထောင်မနားမထောင်ခြင်းနားမထောင်ပြောဖို့ပြောရမယ်ပြောဖို့ပြောမယ်ပြောဖို့တောင်းဝန်ကမိခင်တယ်မဟုတ်ဖခင်တယ်မှလည်းရှိတယ်ခရိယန်အိမ်တော်တစ်ခုဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာတစ်ခုလို့ကျွန်တော်ခံယူပြီးဆိုရင်တော့အဲ့ဒီလို့ကိုကျွန်တော်လှုပ်ကိုလှုပ်အောင်ကျွန်တော်မလှုပ်ဖြစ်သေးပါဘူးမလှုပ်ဖြစ်ရင်ကျွန်တော်လှုပ်ဖြစ်အောင်ကျွန်တော်စူးစမ်းကြရအောင်စူးစမ်းကြအောင်ကျွန်တော်မိသားစုတွေအားလုံးကျွန်တော်မိခင်တွေဖခင်တွေအဖိုးတွေဘွားတွေပါ ဒီမှာထိုင်နေကြတဲ့သားတွေသမီးတွေတနေ့ကြလို့ရှိရင်အိမ်အောင်နေပြုတ်လာပုံမှာမိခင်ဖခင်တွေဖြစ်လာကြမယ်ကျွန်တော်စူးစမ်းချရမယ်ဖခင်နှစ်သက်တဲ့ခရင်အိမ်အောင်တစ်ခုဖြစ်လာဖို့ကျွန်တော်တို့စူးစမ်းချရမယ်နံပါတ်3ချက်ကတော့ဘာလဲဆိုရင်ဖခင်ကအိမ်အောင်မိသားစုတိုင်းကိုကောင်းချီးပေးတယ် ဒါကိုတော့ဘာလို့ဖော်ပြခြင်းတယ်ဆိုလို့ရှိရင်အဲခုနကတော့ဘာပြီးဖတ်သွားတဲ့ရှင်ရဲ့ခရမင်အခန်းကြီး2အငယ်9ကနေပုံမှာ30အကနေပုံမှာတစ်ကနေ30အတွင်းမှာပေါ့လေတစ်ကနေ30အထိအကြောင်းမှာကြည့်မယ်ဆိုရှင်ကာနာမျိုးမင်္ဂလာဆောင်အကြောင်းဒါကတော့လူတွေအားလုံးသိကြတဲ့အကြောင်းဖြစ်တယ်တခင်ယေရှုဖျားရဲ့ပထမဦးဆုံးသောနမိတ်လက္ခဏာကိုအဲ့ဒီမင်္ဂလာဆောင်မှာတွေ့ရတယ်တခင်ယေရှုဖျားသူ့ရဲ့မှုတော်မြတ်လုပ်ငန်းကိုစတင်တဲ့ခါမှာအဲ့ဒီမင်္ဂလာဆောင်ဂါလိလဲပြည်ကာနာမျိုးမှာရှိတယ် ကာနမြို့မှာရှိတဲ့မင်္ဂလာဆောင်ကိုမင်္ဂလာဆောင်ကိုသခင်ယေရှုကြွတယ်သူ့ကိုဖိတ်တယ်တွေ့နေတပည့်တော်တွေနဲ့သခင်ယေရှုဖျားနေကိုအဲ့ဒီမင်္ဂလာဆောင်ကိုဖိတ်တယ်ပညာရှင်တွေကတော့ဘယ်လိုရေးလဲဆိုဒီမင်္ဂလာဆောင်ကအဲဒီမင်္ဂလာဆောင်မှာမာရိလည်းမေတော်မာရိလည်းရှိတာဖြစ်တဲ့အကြောင်းမလို့ဒါကသူ့ရဲ့အမျိုးအမျိုးတွေလားပေါ့တောင်းမယ်အမတမရင်းနှီးရတဲ့မိတ်ဆွေဒါနဲ့ဖြစ်နိုင်တယ်အဲ့ဒီမင်္ဂလာဆောင်ကွဲမှာသခင်ယေရှုဖျားရှိတယ်။ဖျားသခင်ရှိလူရှိမှာ မင်္ဂလာဆောင်ကြမယ်အိမ်တော်တစ်ခုကိုပြင်ဆင်ထားတဲ့အိမ်တော်ဦးအဆောက်ဦးလေးပေါ့မင်္ဂလာဆောင်လေးအဲ့ဒီမင်္ဂလာဆောင်မှာဖြစ်ချင်တော့စပည့်ရေကုန်သွားပြီစပည့်ရေမရှိတော့သူတို့ထုံထမ်းရပွဲတစ်ခုလှုပ်လို့ရှင်မလောက်မငှဖြစ်လို့ရှင်အိမ်ရှင်တွေအမတန်းမှာအရှက်ရကြတယ်တက်တက်လုံးပြိုးစရာဖြစ်ရတယ်အမလေးနေတော့မင်္ဂလာဆောင်တော့လေဟိုဟာမလောက်ဒီဟာမလောက်နဲ့တွေ့တိုင်းကိုအပြုံးခံရမယ်အခက်အဲ့တော့ ဲ့ဒီလိုအရှက်ကွဲခံရမယ့်ဟာကိုမင်္ဂလာဆောင်သတို့တောင်နဲ့သတို့သမီးသိဒီချိန်မှာတော့မရှိတော့ဘူးကုန်နေပြီဧည့်သည်တွေကလာနေတော့မဲလာနေတော့မဲဖြစ်မှာပဲကုန်နေပြီဒီညမှာတော့သခင်ယေရှုဖျားရှိကိုဒီဇနီးမောင်နဲ့နှစ်ယောက်လာဖို့မှတောင်းလျှောက်တယ်ဆိုတာကိုတော့ကျွန်တော်တို့မတွေ့ရပါမယ့်သခင်ယေရှုကိုသတို့လာပြောကြသလားမေရိုမာရီအားဖြစ်ပဲပြောသလားပေါ့ဒါပေမဲ့တေချာနာကတော့မေရိုမာရီကတော့သခင်ယေရှုချင်းကိုယောက်လာဖို့မှကိုရော စပြည့်ကြီးကုန်ပြီတခင်ရှုကပြောတယ်ငါအချိန်မရောက်သေးဘူးအချိန်ရှိတယ်မိသားစုတိုင်းအတွက်ဖခင်တခင်ပြင်ဆင်ထားပေးတဲ့အချိန်ရှိတယ်ငါအချိန်မရောက်သေးဘူးအချိန်တန်တဲ့အခါမှာစပြည့်ရတဲ့လုံးဝကုန်သွားပြီမေရိုမာရီကတော့ကျွန်နေကိုခေါ်ပြီးမှ "तू ပြောတဲ့အတိုင်းလုပ်ပါ"တခါလေးမှားထားခဲ့ပြီဒါဖခင်တခင်ရှုဖခင်တက်နိုင်နေဆိုတော့မေရိုမာရီသိပြီးသား တပြိုင်နက်မှာပဲအဲဇနီးမောင်နှံနှစ်ယောက်လည်းသိမှာပဲသခင်ယေရှုမျှော်လင့်ကြသခင်ယေရှုကတော့သူ့ကျုံနေကိုကဲစီတွေထဲမှာရေဖြည့်စီတွေတို့ပြောတဲ့ခါမှာဣသရေလလူမျိုးတွေရဲ့ထုံးစံအရသူတို့ရဲ့အိမ်ရှိမှာခြေထောက်ဆေးဖို့လက်တွေဆေးဖို့အတွက်အိမ်ထဲဝင်တဲ့ခါမှာမင်္ဂလာဆောင်လာတဲ့ခါမှာစင်အိုးအကြီးကြီးတွေမှာရေတွေထည့်ထားအဲ့မှာတို့လူတွေလည်းလာပေါ်မှာစေးကြစေးကြတဲ့ခါမှာတော့ရေတွေတော်တော်လျော့သွားပြီပေါ့စင်းအိုးတွေအပြည့်ရေဖြည့်ရေဖြည့်ပြီးတော့ ွဲအုပ်ကိုပေးပါလို့ပြောတဲ့အခါမှာအဲ့ဒီရေကိုပဲခတ်ပြီးမှပွဲအုပ်ရှိကိုသွားပေးတဲ့အခါမှာပွဲအုပ်ကတလောက်ကောင်းတဲ့စပိအကိုမင်းတို့ဘာလို့အခုထိတူထားရတာလဲလို့မှတ်ချက်ပေးရလောက်အောင်အဲ့စပိကကောင်းတယ်။ဒါမို့ကျွန်တော်တို့အိမ်တော်မိသားစုတွေမှာဘုရားသခင်ကောင်းကြီးပေးတယ်လို့ပြောရင်ဒီကျမ်းချက်ပေါ်မှာမတူမှအချက်၃ချက်ရှိတယ်တဲ့။ပထမတစ်ခုကတော့ဘုရားသခင်ကအိမ်တော်မိသားစုတိုင်းကိုကယူဆိုင်ပါတယ်။ဒီနေ့ကျွန်တော်တို့အိမ်တော်မိသားစုတိုင်းကိုဘုရားသခင်ကယူဆိုင်တယ်။ တော်အိမ်တော်မိသားစုတွေတရတော်တရအခက်ခဲတွေမတူချမ်းပါဘူးကျွန်တော်တို့ဘေးမှာရှိတဲ့လူတွေကိုပဲကျွန်တော်တို့ကြည့်လိုက်ပါခုံတန်းထဲမှာလင်းငါးယောက်ထိုင်နေတဲ့မိသားစုနှစ်စုတောင်ဖြစ်နေမယ်တရတော်အခက်ခဲမတူချောက်ကျွန်တော်တို့မှာဘလို့အခက်ခဲပဲရှိနေပါလိမ့်စေကျွန်တော်မှာဘလို့ပြဿနာတွေပဲရှိနေပါလိမ့်စေအဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့အရေးမြစ်ကသခင်ယေရှုဖျားဖြစ်တယ်ဆိုတော့ကျွန်တော်သိယုံနဲ့အဲ့ဒီပြဿနာတွေကိုကျွန်တော်တို့ကြော်လွှားရတဲ့အခွင့်ကိုသခင်ယေရှုဖျားပြင်ဆင်ပေးမှာဖြစ်တယ် ဒီနေ့လည်းဒီတိုင်းပဲစပည့်ရမရှိတော့ဘူးအဲ့ဒီမရှိတော့တဲ့အထက်ကနေပေါ်မှာဘုရားသခင်ကရှိအောင်ပြင်ဆင်ပေးတဲ့ဖခင်ဖြစ်ပါတယ်ကျွန်တော်တို့ကဘယ်တော့မှသူတစ်ပိုင်းအရှိမမျက်နာငယ်ရတဲ့အခွင့်ဘုရားသခင်မပြင်ဆင်ပေးဘူးဘယ်နဲ့ကျွန်တော်တို့သူတစ်ပိုင်းအရှိမအရှက်ကွင်းရတဲ့အခွင့်ကိုဘုရားသခင်မပြင်ဆင်ပေးဘူးဒုတိယချက်ကတော့ဘာလဲဆိုရှင်။ကောင်းကြီးမင်္ဂလာကို ခံစားရဖို့ လှုပ်ရမယ့်အလုပ်ကိုတော့လှုပ်ရမယ်ကိုလှုပ်ရမယ့်အလုပ်ကိုလှုပ်ရမယ်အိမ်တော်တစ်ခုဘုရားရဲ့ကောင်းကြီးမင်္ဂလာကိုခံစားရဖို့အတွက်ကိုလှုပ်ရမယ့်အလုပ်ကိုလှုပ်ရမယ်ဘလို့ကြီးလဲဆရာရဲ့ဘလို့ကြီးလဲကေတင်ချင်းရဖို့ရန်အတွက်ကျွန်တော်တို့ဘာမှမလှုပ်နိုင်ကေတင်ချင်းရဖို့တဲ့သင်ဘာမှမလှုပ်နဲ့တဲ့အဲ့စကားကိုကျွန်တော်လက်မခံဘူးကေတင်ချင်းရဖို့ အနည်းဆုံးလုံရမယ့်အလုပ်ကယုံကြည်ခြင်းဖြစ်တယ်။ဒီညမှာလည်းကျွန်တော်ဒီစကားလေးကိုနည်းနည်းလေးထပ်ပြင်ခြင်းတယ်။ကေတီနည်းရဖို့ကျွန်တော်အနည်းဆုံးလုံရမယ့်ຢာကယုံကြည်ခြင်းဖြစ်တယ်လို့ကျွန်တော်အကြီးမားဆုံးလုံရမယ့်ຢာကလည်းယုံကြည်ခြင်းပဲဖြစ်တယ်။ကျွန်တော်တို့အိမ်တော်မိသားစုတွေမှာယုံကြည်ခြင်းကအမတန်းမှအရေးကြီးတယ်။ဘာကိုယုံကြည်တာလဲလို့မင်းကျွန်တော်တို့ကိုးကွယ်တဲ့သခင်ယေရှုဖျားဖျားအစဉ်စစ်ဖြစ်ပြီးတော့မှကျွန်တော်တို့ကိုယ်ကိုအဖြစ်ကနေကယ်လွတ်တယ်ဆိုတော့ကျွန်တော်ယုံကြည်တာ။အဲ့တော့ ကေတင်ကြီးရမှုတော့ဘာမှမလုပ်ရဘူးဆိုတာမျိုးမဟုတ်ဘူးကေတင်ကြီးရမှုတော့ကျွန်တော်အကြီးအမားဆုံးလုပ်ဖို့နဲ့အသေးဆုံးလုပ်ဖို့ကလည်းယုံကြည်ခြင်းပဲဒုတိယချက်ကတော့သစ္စာစောင့်သိခြင်းပဲကျွန်တော်ယုံကြည်ပါတယ်လို့ပြောဖို့မှာကျွန်တော်ဖျားဖို့မှာသစ္စာမရှိတဲ့ကျွန်တော်ခရိယန်နေမဖြစ်ဖို့အိမ်တော်နေမဖြစ်ဖို့ကျွန်တော်အိမ်တော်ကိုကျွန်တော်ကြည့်ရှုပြုစုရမယ်ကျွန်တော်မှာတောင်းဝန်ရှိတယ်ဒီမှာရှိတဲ့မိသားစုတိုင်းမှာတောင်းဝန်ရှိကျွန်တော်တို့ကိုဘုရားသခင်ပြင်ဆင်ပေးထားတဲ့အိမ်တော် စ္ဆာရှိစွာနဲ့ကျွန်တော်တို့ထိမ့်သိမ့်ကြဖို့ဖြစ်တယ်။အဲ့ဒီထိမ့်သိမ့်ထားတဲ့အိမ်တော်မိသားစုကိုဘုရားသခင်ကောင်းချီးပေးမယ်။နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုရင်ဘုရားသခင်ကောင်းချီးပေးခြင်းကိုခံရတဲ့အိမ်တော်မိသားစုကတောင်းတောင်းမိတဲ့အိမ်တော်မိသားစုဖြစ်တယ်။တောင်းတောင်းမိတဲ့လို့ပြောတဲ့စကားကိုတော့ကျွန်တော်ကဘယ်ဟာရှိလဲဆိုရင်အိုးတလုံးပေါ့ဗျာ။တောင်းတောင်းမိမှအိုးဖြစ်တယ်။အိုးတွေကိုခောက်ကြည့်လိုက်တယ်တဲ့။ကျွန်တော်တို့တစ်ခါမှတော့ဟိုမလောက်ကြည့်ဘူးပေါ့လေ။ဒါမှမဟုတ်ကြားဘူးနေတော့တောင်းတောင်းတောင်းလို့မိတယ်အိုးက။ ပူကောင်းတယ်ပူကောင်းတယ်ဒါရှိလူကြီးတွေပြောတဲ့စကားဖြစ်ပါတယ်ဒီချိန်မှာတော့အိုးတွေကရှားပါတယ်အဲ့တော့အိုးတစ်လုံးကဒေါင်းအောင်အမိမအိုးကောင်းတစ်ခုဖြစ်တယ်လို့ပဲကောင်းကြီးမင်္ဂလာကိုခံစားရတဲ့အိမ်တော်မိသားစုပဲလေအဲ့ဒီလိုဒေါင်းအောင်မြည်နေတဲ့အိုးတွေဖြစ်တယ်အိုးတွေဖြစ်တယ်ဘုရားသခင်ပြင်ဆင်ထားပေးတဲ့အိမ်တော်မိသားစုကအခက်အခဲတွေရှိတယ်ပြဿနာတွေရှိတယ်အဲ့ဒီအခက်အခဲပြဿနာတွေကိုကျော်လွှမ်းနိုင်တဲ့အိမ်တော်မိသားစု ဘာကြောင့်လဲဆိုလို့ရှိရင်ဖယားသခင်ရဲ့ကျေးဇူးတော်နဲ့ကျွန်တော်တယောက်ချင်းစီတိုင်းအတွက်လုံလောက်ပြည့်စုံမှာကြွေရောနေလို့ဖြစ်တယ်။ရင်ကနေပေါ်မှာဇပြည့်ရေပြောင်းသွားပြီ။ကျွန်းတွေကအိုးတွေကိုထည့်တာရေတွေပဲ။ဒါပေမဲ့သခင်ရှုဖယားကခက်ပြီးတော့မှပွဲဟုတ်ရှိကိုပို့ပါလို့ပြောလိုက်တာနဲ့အဲ့ဒီလမ်းမှာပဲပြောင်းလဲသွားပြီ။ဒါမှမဟုတ်ဒီအိုးတွေမှာပဲပြောင်းလဲသွားသလား။ပွဲဟုတ်စီကိုရောက်တဲ့အခါမှာတော့ရေမဟုတ်တော့ဘူး။အမတန်မှအရသာရှိတဲ့ဇပြည့် အမတန်မှာကောင်းပါတယ်ဆိုတဲ့စပြည့်တခြားမင်္ဂလာဆောင်တွေကတော့ကောင်းတယ်ဆိုတဲ့စပြည့်ရေကိုအရင်တိုက်ပြီးတော့မှသူတို့နည်းနည်းမူးဝေလာတဲ့အခါမှာမကောင်းတဲ့ဟာလေးရောထည့်ပေးလိုက်တာဒီဇနီးမောင်နှံကတော့အဲ့လိုမဟုတ်ဘူးတဲ့ပွဲဦးကမှတ်ချက်ပေးတယ်မင်းတို့ကတော့အဲ့လိုမဟုတ်ဘူးတဲ့ကောင်းတဲ့ဟာကိုအခုထိတိုင်တော်လောင်ထားကြသူမသိတာကဒါသခင်ယေရှုပြင်ဆင်ပေးလိုက်တဲ့စပြည့်ဆိုတာသူမသိဘူးကျွန်နေကတော့သိတာပေါ့ရေတွေခတ်ထည့်လာတယ် ဒါကြောင့်မလို့ဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတဲ့ကောင်းကြီးမင်္ဂလာတွေကတောကနဲ့မရောပါဘူး။အိမ်တော်မိသားစုတိုင်းအတွက်ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာတွေကတောကနဲ့မရောဘူး။ကျွန်တော်တို့ကအိမ်တော်ကိုတိဆောက်တဲ့ခါမှာကျွန်တော်လောဘတွေဒေါသတွေမောဟတွေအဲ့ဒါတွေကိုဖယ်ထားပြီးတော့မှဘုရားရဲ့မြစ်တာနဲ့တိဆောက်ကြဖို့ဘုရားကိုဦးထိတ်ထားပြီးတော့မှကျွန်တော်တို့အသက်ရှင်ကြဖို့အဲ့လိုအသက်ရှင်တဲ့ခါမှာအဲ့ဒီအိမ်တော်ထဲမှာ ကျွန်တော်တို့အိမ်တော်ထဲမှာဖျားသခင်ကိန်းအောင်တဲ့ခါမှာအမတန်းမှကောင်းတဲ့စပြည့်ဆိုတဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်တို့အားလုံးအတူတူခံစားကြရတယ်။ကျွန်တော်တို့အားဖြင့်ပဝင်းကျင်ရလူတွေအနှောင့်ယှက်မဖြစ်ဘူး။ကျွန်တော်တို့အားဖြင့်ဖျားဘုံတော်ရှုံချစရာမဖြစ်စေရဘူး။ကျွန်တော်တို့အားဖြင့်တူတူပါနှကောင်းမရှုံရဘူး။အဲ့ဒီလိုအိမ်တော်မျိုးကိုဖျားသခင်ပြင်ဆင်ပေးမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ပြင်ဆင်ထားတဲ့ဖျားသခင်သခင်ဖျားရဲ့ ွေးတော်မင်္ဂလာကိုကျွန်တော်တို့ဝင်ကြတဲ့အခါမှာကျွန်တော်မိသားစုတွေတယောက်နဲ့တယောက်ချစ်တယ်စိတ်တယ်ကျွန်တော်တို့ဝင်ကြတခင်ရှုပြန်ကျွန်တော်တို့မှာကောင်းမြတ်လိုက်တာတခင်ရှုပြန်ကျွန်တော်တို့အိမ်တော်ကိုကောင်းမြတ်လိုက်တာတခင်ယေရှုဖျားပြုခဲ့တဲ့ကျေးဇူးတော်ပေါင်းကိုကျွန်တော်တို့အောင်းမေတတိယချမ်းဒီပွဲတော်မင်္ဂလာကိုကျွန်တော်တို့အထူးတူဝင်ကြမယ်ချစ်စွာသောမိဘညီကောင်မတော် တရားဟောတဲ့အခါမှာအပေါ်ကကျွန်တော်ပြောသွားတဲ့အရာတွေကတမာကျမ်းစာတွေကစံနှုန်းနေဖြစ်တယ်ဒီနေ့ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာအသင်းတော်လို့ပြောတဲ့အခါမှာလူတွေအများကြီးနဲ့ဖွဲ့စည်းထားတဲ့အခါမှာရုပ်ရဲတာတွေလည်းရှိပါတယ်ကျွန်တော်အိမ်တော်တွေမှာအားနေတာတွေရှိပါတယ်အဲ့ဒါကိုကျွန်တော်ဒီကနေ့ပြင်ဆင်ကြရအောင်ကျွန်တော်မပြင်နိုင်ဘူးလားကျွန်တော်ဖျားတဲ့တော်ထဲမှာကျွန်တော်အံ့နံကြရအောင် ကျွန်တော်တို့ကစာတန်လုတ်တယ်စာတန်ငါတို့ကိုတွေးဆောင်တယ်စာတန်ကငါတို့ကိုတွေးဆောင်တယ်တွေးဆောင်တယ်လို့ပြောတဲ့အရာတွေကတခါတည်းအဲ့တွေးဆောင်ခြင်းကိုကျွန်တော်နှစ်သက်တဲ့အရာတွေလည်းဖြစ်နေတတ်တယ်အဲ့ဒါတွေကိုသိပြီးမှကျွန်တော်တို့ဒါတွေကိုကျွန်တော်ခြံခဲ့ကြရအောင်ရှေ့လာမယ့်အတ္တတော်ရှေ့လာမယ့်အတ္တတော်ဘုရားသခင်နှစ်သက်တဲ့အိမ်တော်ဘုရားသခင်ရှေ့လူရှေ့မှာမျက်နာရတဲ့အိမ်တော်ဖြစ်အောင်ကျွန်တော်ဒီကနေ့အစားပုံမှာကျွန်တော် စူးစမ်းပြီးမှအသက်ရှင်ကြအောင်လို့ဖော်ပြရင်းနဲ့ပဲညီကုန်းချုပ်ပါတယ်ကျွန်တော်တက်ဆိုင်ဖျားသခင်ကောင်းကြီးပေးပါစေ